ရှိဥစွာဘုရားသခင်ကျေးဇူးတော်ကိုချင်းမွန်ပါတယ်အားလုံးမင်္ဂလာပါခင်ဗျဒီနေ့တော့အထက်အရာတို့ကိုသာဆွဲလန်းတော်စိတ်ဟူသည်ဆိုရက်ကောင်းစဉ်လေးနဲ့ခွာပေးတော်မှာဖြစ်ပါတယ်ကောလတဲခံ၃တခန်းလုံးကိုအခြေခံမှာဖြစ်ပါတယ်အခုတော့အခန်းစာပိုက်တင်းတဲ့ကိုဖတ်ပါမယ်အထက်ဆိုခဲ့ပြီးတဲ့အတိုင်းသင်တို့ဒီခရစ်တော်နဲ့တူထမြောက်ကြသည် ်မှန်လင်ဖျားသခင်လက်ရတော်ဖက်မှာခရစ်တော်သည်ထိုင်တော်မူရာအရက်၌ရှိတော်မူသောအထက်အရာတို့ကိုရှာကြလော့မြေကြီးပေါ်မှာရှိသောအရာတို့ကိုဆွဲလန်းသောစိတ်မရှိကြနဲ့အထက်အရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြလော့သူတို့ပြောတာတွေ့ရတယ်နော်အဲ့တော့အထက်ဆိုခဲ့ပြီးတဲ့အတိုင်းဆိုတာကဘာပြောလဲဆိုတော့အခန်းနဲ့မှာ ယေရှုခရစ်တော်ကိုအမှန်တကယ်ယုံကြည်ပြီးဘုရားဇံခံတော်သူဟာခရစ်တော်နဲ့သူတကြိုချင်းခံရတာဖြစ်တယ်တဲ့။ယေဘောကျွန်တော်ယေရန်ပြန်ထမြောက်ခြင်းဟာတဲ့ခရစ်တော်တည်ခြင်းကနေထမြောက်ခြင်းနဲ့အတူတူပဲတဲ့။ဒါကြောင့်ငါတို့ရဲ့ဇာတိဟာတည်ပြီးတဲ့ခရစ်တော်နဲ့သူထမြောက်တယ်။ငါတို့အသက်ကဒီနေ့ဝိညာဉ်သက်ပဲရှိတော်တယ်။ငါဆိုတာမရှိတော့ဘူး။ငါတည်သွားပြီ။နော်။အဲ့ဘုသူရှင်လဲခရစ်တော်ရှင်တယ်။ ဒါလိုပြောချင်တာနော်ဒါနဲ့ပတ်သက်လို့ကောရတဲခန်းကာလတိခန်းနှစ်စာပိုင်း20မှာငါဒီခရစ်တော်နဲ့တူလဝကတိုင်မှာအသေးခံမိတုတ်တော်လဲရှင်အသက်ရှင်သည်ထို့သောဆိုသောငါဒီကိုယ်တိုင်မရှင်ခရစ်တော်သည်ငါ၌ရှင်တော်မူ၏အတက်ပဲငါဆိုတာမရှိတော့တည်သွားပြီခရစ်တော်နဲ့တူလဝကတိုင်မှာနော်အခုငါရှင်နေတဲ့ကခရစ်တော်ဖြစ်တယ်အတိတ်ဘယ်ကငါမရှိတော့ခရစ်တော်ပဲရှိတယ် ခရစ်တော်ရဲ့အုပ်ဆိုးခြင်းကိုပဲဝန်ခံနေတယ်။ငါစိတ်နဲ့ငါမဟုတ်ဘူးတဲ့။အဲ့လိုပြောချင်တယ်နော်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ကနားလည်ဖို့ကခရစ်တော်ရှိတဲ့အရာမှရှိတဲ့အရာတွေကိုရှာတယ်ဆိုတာကဒီနေ့ကောင်းအနှက်ဖွင့်တချို့မှားတတ်တယ်ပေါ့။ကောင်းကင်ဘုံဟာရွှေအိမ်တော်ကြီးဖြစ်တယ်။လမ်းလဲရွှေလမ်းအုတ်ဒရိုင်းဆိုလဲအမြင့်က12ထပ်ရှိတဲ့ကြောက် 12မျိုးနဲ့ရွှေတိုင်းကြီးနဲ့ရွှေအိမ်မှာနေရမယ်နော်ဒါကြောင့်ငါကတော့လောကမှာလဲရွှေငွေစည်းစိမ်ဥစ္စာနဲ့ချမ်းသာကြွယ်ဝစွာဆောင်ကနေတယ်အဲ့ဒါဟာကောင်းကင်ဘုံရဲ့အရာတောင်နော်လောကမှာကြိုခံစားနေခြင်းဖြစ်တယ်လို့ရမတ်ဆိုတာအနက်ဖွင့်လေးရှိတယ်ဒါတို့တွေ့ရတယ်အဲ့လိုမဟုတ်ဘူးပေါ့နော် တကယ်တမ်းကျတော့အထက်အရာကိုရှာတာအလိုတော်ကိုရှာတာဖြစ်တယ်အလိုတော်ကိုရှာရင်သူ့ရဲ့စံကျင်ဘက်ကဘာဖြစ်သွားမလဲဒီလောကီအရာသူကစည်းစိမ်ဥစ္စာတွေနော်မဆွဲလန်းတော့ဘူးမဆွဲလန်းတော့ဘူးဘာဆွဲလန်းမလဲအထက်အရာတို့ကိုသာဆွဲလန်းတဲ့စိတ်ရှိရမယ်ပြောရတွေ့ရတယ်ဒါကြောင့်သိဖို့ကနော် ကျွန်တော်ကောင်းကင်ဘုံအရသာဟာရွှေငွေစည်းစိမ်ဥစ္စာမှာတည်တာမဟုတ်ပါဘူး။ဘုရားခင်ရွှေအိမ်ကြီးမှာထားတယ်ဆိုတော့လေအဲ့ဒါကိုတတ်မှတ်ဖို့မဟုတ်ဘူး။အဲ့ဒါရောက်ရင်တတ်မှတ်တဲ့စိတ်လည်းမရှိတော့ဘူး။အဲ့ဒါရောက်မှမို့ဒီမြေကြီးပေါ်မှာကတည်သွားပြီလို့ပြောပြီးသားအဲ့တတ်မှတ်တဲ့စိတ်တွေက။ဟာဒါမမဆက်ချင်ပါဘူး။နော်အဲ့တော့ तू ကမြေကြီးပေါ်မှာရှိတော့အရာတွေကိုဆွဲလန်းတော့စိတ်မရှိချင်နဲ့။အထက် အရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြလောစန့်ကျင်ဘက်ဖြစ်တယ်ဟောနော်အဲ့တော့ခရစ်တော်ရှိတဲ့အရာမှာကောင်းကင်ဘုံမှာနော်ရှိတဲ့အရာကိုရှာရင်ဘာကိုရှာလဲအလိုတော်ကိုရှာတယ်ဘုရားခင်အလိုတော်ကိုရှာတယ်အလိုတော်ကိုရှာရင်အတ္တသားဘာဖြစ်လာမလဲမြေကြီးအရာကိုစိတ်ဆွဲလန်းခြင်းမရှိတော့ဘူးဘာလဲအထက်အရာကိုဆွဲလန်းခြင်းမရှိမယ်ဘုရားသခင်ဘယ်စိတ်ဆွဲလန်းနေပဲ ဘုရားခင်အလိုတော်ပါလဲဆိုတာပဲစစ်ဆွဲလန်းနေတယ်ပြောချင်တာဖြစ်ပါတယ်နော်ဒါမှခရစ်တော် ရှင်တာပေါ့ခရစ်တော်ရှင်တာပေါ့ဒါပိုင်းခြားပြီးသိဖို့လိုပါတယ်နော်တစ်ခါလေးမှကျွန်တော်တို့ကနော်မှတ်တတ်တယ်စာပိုက်ငါမှာဗာပြောလဲဆိုတော့ထို့ကြောင့်ဒါကြောင့်လေနော်မြေကြီးကမဆွဲလန်းတော့ဘူးအထက်ရောက်ဆွဲလန်းနေခရစ်တော်ရှိတဲ့နေရာမှာရှိကောင်းကင်ဘုံမှာရှိတဲ့အရာကိုရှာတယ်ဆိုရင် ဘာဖြစ်လာမလဲတဲ့သူ့အသက်တွေကထို့ကြောင့်မတရားသောမိထုံမြေဝဲခြင်းနော်ညညိုးစွာချင်းချင်းကိလေသာပူပန်ခြင်းစိုးညစ်သောတက်မဲ့ခြင်းရုပ်ထုကိုကိုးကွယ်ခြင်းဖြစ်သောလောဘလွန်ကျူးခြင်းတိဟုသောမြေကြီးပေါ်မှာရှိသောတင်တို့ကိုအင်္ကာတို့ကိုတေစေကြလော အမားလောကတိုင်းမှာတည်ပြီးသားကျွန်တော်ကမဖြစ်လာလေခုနလိုပေါ့အယူဆလေးတွေလွဲတဲ့ခါမှာနော်တချို့ဆရာတွေရဲ့တုန်တင်မှုမှားတဲ့ခါမှာတည်ပြီးသားဇာတိပဂတိကထကြွလာတာနော်ထကြွလာတာခရစ်တော်ရဲ့တရားကတည်ဖို့ဖြစ်တယ်ဇာတိပဂတိတတ်မှတ်ခြင်းတွေလောကီစည်းစိမ်တတ်မှတ်ခြင်းတွေတည်ဖို့ဖြစ်တယ် အဲ့တော့ကျန်းစာအနက်ဖွင့်မှားတဲ့ခါကျတော့အရာရာရှင်ဖို့ဖြစ်ဖြစ်လာတယ်ရှင်ဖို့ဖြစ်ဖြစ်လာတယ်အဲ့လိုမဖြစ်ရပါဘူးနော်ပြီးရင်ပါလေဖိလိပ္ပိခန်း3ဘတ်18ကနေ20မှာဆိုလဲအကြောင်းမူကအထက်ကအဖတ်မှာငါပြောရခုပင်မြည်ကြလက်နဲ့ပြောဒီအတိုင်းခရစ်တော်လေဝါကတိုင်ကိုရံပတ်ပြုကျင့်တော်သူအများရှိကြ၏ခရစ်တော်ရဲ့လေဝါကတိုင်ရံပတ်ပြုရဆိုတာဘာလဲဒီ တတ်မှတ်တဲ့စိတ်ပေါ့ကြားမာရမယ်ချမ်းသာရမယ်ကောင်းလောကမှာစည်းစိမ်ဥစ္စာကြွယ်ဝချင်းကိုသူကဆွဲလန်းလာအဲ့ပေါ်မှာသူ့ရဲ့စိတ်ချမ်းသာမှုရောက်နေတာအဲ့ဒါလဝကတိုင်တရားကိုစန့်ကျင်ပြီးကျင့်တဲ့အကျင့်ဖြစ်တယ်တဲ့ကျွန်တော်စိတ်ချမ်းသာမှုကျွန်တော်စိတ်ဆွဲလန်းရာအလိုတော်ဖြစ်တယ်ဟုတ်နော်ဘုရားသခင်အလိုတော်ဆောင်ရခြင်းစိတ်ချမ်းသာမှုကြွယ်ဝမှုဖြစ်တယ်စည်းစိမ်ဖြစ်တယ် ဒါကိုမမှားပါနဲ့စာဘတ်စကုမှာပါပြောလဲဆိုတော့ထိုသူတို့ဒီပျက်စီးခြင်းနဲ့လမ်းဆုံးတက်ကြိုက်သူတို့ဖျားမှုကမိမိတို့ဝင်းပေသည်မိမိတို့ရှက်ကြောက်ပွေသောအချင်းတို့၌သာမိမိတို့ဝါကြွားကြိုက်လောကီအရာတို့ကသာစိတ်ဆွဲလန်းခြင်းရှိကြ၏လူပြောရတွေ့ရတယ်နော်အဲ့ဒါပါလေဇာတိပကတိထကြွားခြင်းကိုပြောနေခြင်းဖြစ်တယ် ဟုတ်နော်အဲ့လိုဖြစ်ရတာလဲအမားသေးပြီးသားကိုကျွန်တော်တို့ကပြန်ပြန်တူးဆွနေတာပြန်ပြန်တူးဆွနေတာဖြစ်တယ်ဟာဘာကြောင့်လဲတချို့တုံတင်မှုမှားတဲ့ဆရာတွေနောက်ကိုလိုက်မိလို့ဖြစ်ပါတယ်ခရစ်တော်နောက်ကိုလိုက်ပါနော်ဆရာတွေနောက်လိုက်ရင်တော့မှားနိုင်တယ်ခရစ်တော်နောက်လိုက်ရင်တော့သင်ဟာတေချာတဲ့ဇာတိပရိယတင်နေမှာဖြစ်ပြီးခရစ်တော်ရှင်မှာခရစ်တော်အုပ်ဆိုးမှာဖြစ်ပါတယ်နော် ငါတို့ကျင့်တော်အကျင့်မူကကောင်းကင်ဘုံနဲ့ဆက်ဆိုင်လက်ရှိဇာပိုက်20မှာသူတို့တွေ့ရပါတယ်နော်အဲ့တော့ဆွဲလန်းတာကအထက်အရာကိုဆွဲလန်းတော်စိတ်ရှိတော်ကြောင်းကျင့်တာကလည်းကောင်းကင်ဘုံနဲ့ဆိုင်တဲ့အထက်နဲ့ဆိုင်တာပဲကျင့်တယ်တဲ့အလိုတော်ကိုပဲဝန်ခံတယ်တဲ့ဆိုတော့ကတော့ကောင်းကင်ဘုံရောက်ရင်စုရဖို့ကိုပဲစဉ်းစားပြီးအလုပ်လုပ်တယ်လို့မြကြီးပေါ်မှာကောင်းကင်ဘုံရောက်ရင် ကြီးသောသူဖြစ်ဖို့ကိုပဲဆွဲလမ်းပြီးမိကြီးပေါ်အသက်ရှင်တယ်အဲ့လိုပြောချင်တာဒါဒီနေ့အထက်အရာတို့ကသာဆွဲလမ်းသောစိတ်ဖြစ်ပါတယ်ဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဆပြီးနော်ကျန်းစာကိုလွန်ပြီးတော့မှဒီနေ့ကျွန်တော်တို့လူတွေကိုမယူသေးဘူးနော်လို့ပါတယ်ကျန်းစာသာလဲကျွန်တော်ရဲ့ပေတံဖြစ်ပါတယ် ပေတံဆိုတော့ဒီလိုပေတံကြီးတော့မဟုတ်ဘူးပေါ့ဒါဝိညာဉ်ပါတာစကားကိုပြောနေတာပေါ့ဒါကြောင့်ဒီနေ့ဆက်ပြီးတော့မှကျွန်တော်ရဲ့ဖြစ်ချင်းကိုမမေ့ပါနဲ့နော်ကျွန်တော်ရဲ့ဖြစ်ချင်းကဇာတိပကတိတေပြီးခရစ်တော်ရှင်နေတာဖြစ်တော့ကြောင့်ကျွန်တော်ကခရစ်တော်ရှိတဲ့အရာ နေရာမှာကောင်းကင်အထက်ရာကိုသာရှာမယ်အဲ့ဒါကတော့ပါလေအလိုတော်ကိုရှာခြင်းဖြစ်တယ်အလိုတော်ရှာရဆွေးနွေးပါဖြစ်မလဲကျွန်တော်မိကြီးအရာကိုဆွဲလန်းတဲ့မရှိဘူးမရှိတော့ဘူး အထက်အရာကိုသာဆွဲလန်းတဲ့စိတ်နော်ရှိလာတယ်အဲ့ဒါဆိုရင်တော့ဘာဖြစ်မလဲဒီတတ်မဲ့တဲ့စိတ်တွေတည်တယ်ထထပြီးမထတော့ဘူးနော်ပြင်ပြအသက်မရှင်တော့ဘူးပေါ့အဲ့ဒါဆိုရင်တော့ဘာဖြစ်မလဲခုနရဲမတဲ့ကျွန်တော်ရဲ့ဘိုက်အတွက်နဲ့လောကမှာကောင်းမွန်စွာနေခြင်းဟာကောင်းကင်ဘုံအရတားလို့ထင်တဲ့အရာတွေဟာမဟုတ်ဘူးဆိုတော့နားလေလာလိမ့်မယ်နားလေတာနဲ့တပြိုင်တည်းဘာဖြစ်မလဲ စည်းစိမ်ဥစ္စာကြွယ်ဝခြင်းမကြွယ်ဝခြင်းကြမ်းမာခြင်းမကြမ်းမာခြင်းနဲ့မဆိုင်တော့ဘဲနဲ့ယေရှုကြောင့်အစဉ်ဝတ်မြောက်တော်သောယေရှုကြောင့်အယားယာမှာကျေတော့ချင်းမွန်နေတော်သူဖြစ်လာလိမ့်မယ်လို့ခွားပေးရင်နေကုန်ချုပ်ပါတယ်ဘုရားသခင်နဲ့တင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်